85ရက်လုံးကျုံးမဲ့75 hertz challenge day 1ဖြစ်ပါတယ်။ဒီကပထမဆုံးနေ့ဆိုတော့75 hertz challenge အကြောင်းကိုမသိသေးတဲ့သူတွေသိအောင်လို့နည်းနည်းလေးပြောပြမယ်။အာ live လုပ်ခြင်းလည်းလုပ်လို့ရအောင်ပေါ့နော်။75 hertz challenge ဆိုတာကအဲရပ်ပေါင်း85ရက်တိတိလောက်ရမယ် challenge ပေါ့နော်အဲသူကအရန်ခက်လားဆိုအရန်မခက်ဘူး ဒါပေမဲ့သူကဗာလဲဆိုတော့အဲ consistency ပေါ့နော် consistency ရှိဖို့အရေးကြီးတယ် consistency မရှိလို့ရှိရင်တကယ်လို့ကျွန်တော်တို့ဈာထဲမှာတရရပြတ်သွားလို့ရှိရင်အစနေပြန်ပြီးတော့စရတယ်ပေါ့နော်အဲအဲ့အတွက်ကြောင့်မလို့ consistency ရှိဖို့ကအရေးကြီးတယ်ဈာခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်းပါတယ်လို့မျိုး mental ပေါ့နော်စိတ်ကျန်းမာရေးအတွက်လည်းငါငါလုံနိုင်လေငါကငါ commitment ရှိတယ်ဆိုတဲ့ဟာမျိုးသိကျင့်ပြီးတဲ့ program တစ်ခုပေါ့နော်အဲသူ့မှာလောရမှာကြီးကအရင်ခက်ခက်ခဲခဲပြီးမပါဘူးပထမဆုံးအနေနဲ့ကတော့သူက ဒီ challenge ကိုစလုပ်ပြီးဆိုရင်ကို day 1အနေနဲ့85ရက်အထိပေါ့နော်အတည့်ရချင်းစီမှာကိုယ့်ရဲ့ progress ပေါ့နော်ဒီနေ့ day 1ဆိုရင် day 1တပုံရိုက်ထားလိုက်ပြီးလို့ရှိရင် day 2 day 3အဲ့လိုလောဆို85ရက်အနေအထိပေါ့နော်တပုံရိုက်ထားပေါ့ရိုက်ထားပြီးသွားရင်တည့်ရချင်းစီကိုပြန်ကြည့်ပြီးတော့ကိုလောက်ကြောင်းလဲသွားလဲဘယ်လိုတိုးတက်လာလဲဆိုတော့ပြန်ပြီးတော့ကြည့်လို့ရအောင်ပေါ့နော်အဲ့လိုမျိုးနေ့တိုင်း challenge စပြီးဆိုရင်ဒီအဲ့လိုမျိုးပထမဆုံးတပုံရိုက်ရမယ်လို့ရှိရင်ဒီနေ့ကို55မိနစ် workout နှစ်ချိန်လုပ်ရပါတယ်ဒီချိန်က ောက်တော့ area မှာလောက်ရမယ်။မိုးရွာရွာနေဘူးဘူးနှင်းမဲ့ကြက်ကြအပြင်မှာလောက်ကိုလောက်ရမယ်။၄၅မိနစ်တိတိလောက်ရမယ်။ဒီချိန်ကတော့ indoor မှာလောက်ရမယ်ပေါ့နော်။အိမ်ထဲမှာပဲလောက်လို့ဂျင်းမှာပဲလောက်လို့လောက်လို့ရတယ်။အဲကောင်းတာတစ်ခုကတော့ဗာလဲဆိုတော့ဘယ်ဟာတွေလောက်ရမယ်ဆိုတဲ့ဟာမျိုးအဲကန့်တတ်တာမျိုးမရှိဘူးလမ်းလျှောက်လည်းရတယ်ကျိုးခုံလည်းရတယ်ဒိုက်ထိုးလည်းရတယ်အင်ဒေါ်အော်တိုအဆင်ပြေလိုမျိုးကိုယ့်ဟာကို adjust လုပ်ပြီးကိုယ့်ခန္ဓာကိုယ်ကလုံနိုင်မယ်လေးချိန်ခံလေးကိုလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေ့က အဲပထမဆုံးဒေးဝမ်ဖြစ်တဲ့အတွက်ကြောင့်ဒီကေပို့ပို့ပေါ်ပါနေတယ်စမယ်ဘောနော်ကျွန်တော်အောက်တော့ဆိုရင်လမ်းလျှောက်မယ်ပြီးလို့ရှိရင်နည်းနည်းပေါ်ပါဂျော့ကင်လေးပြေးမယ်အင်ဒေါ်ဆိုရင်လည်းကျွန်တော်တိုက်ထိုးမယ်ဘယ်လီရိုက်မယ်ပြီးရင်တခြားဒီအပေါ့ဇာလေးတွေလည်းလေးတွေကျွန်တော်လုပ်မယ်ဘောနော်နောက်ပိုင်းကျတော့မှကျွန်တော်အဝိတ်မာတာတွေပါလေးလုပ်မယ်ဘောနော်ပြီးတော့နောက်ထပ်တစ်ချက်ကကြတော့တနည်းကိုစာဆယ်မျက်နှာဖတ်ရပါမယ်အဲဒီစာဆယ်မျက်နှာဖတ်ရတယ်ဆိုတာလေကိုယ့်ရဲ့ self development အတွက်ပဲဘောနော်အဲကျွန်တော်တို့ကဟို fishing စာအုပ်တွေအဲ့လိုမျိုးစိတ်ကြိုက်ကြွယ်ညာပြီးလို့ရှိရင်အဲ့လိုမျိုးစိတ်ကူးရင်ဇလန်းလေးမျိုးဖတ်ရမှာမျိုးမဟုတ်ဘူးကိုယ့်အတွက်တိုးတက်စေမယ့်စာပေါ့နော်အဲ့ဒီဟာကိုအနည်းဆုံးစိတ်မျက်နှာဖတ်ရပါမယ်နောက်တစ်ချက်ကတော့သူကတနေ့ကိုဒီ1ဂါလန်တောက်ရပါမယ်1ဂါလန်ဆိုတာကျွန်တော်တို့3.8လီတာလောက်ရှိတယ်ပေါ့နော်ကျွန်တော်1လီတာဘူးလဲဆို4ဘူးလီပါတစ်ရက်ကိုတောက်ရမှာပေါ့နော်ပြီးနောက်တစ်ခုကတော့သူကအဲဒိုင်ယက်ကိုပေါ့နော်ကိုစားနိုင်တဲ့ဒိုင်ယက်ကိုအဲ့ဒီအတိုင်းနဲ့စားပေါ့နော်ကျွန်တော် day 1မှာဒီလိုမျိုးစားရဲဆိုရင်နောက်ထပ်85ရက်လုံးလုံးအဲ့လို ိုင်ရဲကိုပဲမှီပြီးတော့စားပါဘောကျွန်တော်ကတော့ကျွန်တော်ရဲ့ဒိုင်ရဲဒိုင်ကျွန်တော်မလဲခင်းဆိုရင်ကြောက်ဥပြုံနဲ့ကော်ဖီဒါမှုနွားလို့တောက်မယ်ပြီးလို့ရှိရင်နေ့လယ်ဆိုရင်ကျွန်တော်ခမင်းရှော့စားမယ်ပြီးရင်ညနေစာကိုတစ်ခါလေးရလို့ရှိရင်ကြောက်ဥပြုံစားမယ်တစ်ခါလေးရလို့ရှိရင်အဲလိုကာဘိုဟိုက်ဒရိတ်လေတဲ့ဟာမျိုးပေါ့နော်ကျွန်တော်အဲ့လိုမျိုးဒိုင်ရိုက်နဲ့သွားပါမယ်အဓိကတော့ပရိုတင်းများစားမယ်အရွက်များစားမယ်ပေါ့နော်အဲဒိုင်ရိုက်ကိုဘယ်လိုဖြစ်ရမယ်ဆိုတာမျိုးလည်းသူကကန့်တမထားဘူးကိုစားနိုင်တဲ့ဒိုင်ရိုက်ကိုပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က85ရက်လောက်စားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ကို D1 ကနေပြီးတော့ အဲဒီ simplify ထိကိုအဲ့လိုမျိုးစားနိုင်ရလားဆိုတဲ့ဟာကိုလောက်ရမှာပေါ့နော်စားနိုင်တဲ့ diet ကိုပဲစားလာမှာကျွန်တော်ရည်ရှိအတွက်အဆင်ပြေမှာပေါ့နော်နောက်တစ်ခုကကျွန်တော် challenge အဖြစ်ဆုံးမှာအဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်ဒီ85ရဲ့လုံလုံ echo ဟောမတောက်အောင်ဟော echo ဟောနဲ့ဆိုင်နေတာလုံးဝမတောက်အောင်ပြီးတော့အဲ cheap meal ပေါ့နော်အဲ့လိုမျိုး pizza တို့ burger တို့တခြားဟာတွေပေါ့နော်အဲ့လိုမျိုးဟာတွေလည်းမစားရဘူးပေါ့နော်အဓိကတော့ echo ဟောပတ်သက်တာဒါကြီးကကျွန်တော်တော်လည်းတကယ်ကို challenge ဖြစ်ပါတယ်ကျွန်တော်တကယ်ရော လုံးနိုင်မလားတောက်ခံနိုင်မလားဆိုတော့ကိုယ့်ကိုယ်လည်းစိတ်ဝင်စားတယ်အဲပြီးတော့ကျွန်တော်တော့လည်းအရင်ဓာတ်ရ challenge ဖြစ်တယ်ကိုယ်ကကျွန်တော်လုံးလုံးနိုင်ပါမလားဆိုတော့လည်းကိုယ့်ကိုယ်တန်လျားရှိရဲ့နောက်တစ်ဖက်မှာလည်းကလုံးကိုလုံးမယ်ဆိုရဲ့ဆုံးဖြတ်ချက်ရှိရပါတော့ဒီနေ့ရက် day 1မှာကျွန်တော်အခုမလက်ကစားမယ်စားပြီးသွားလို့ရှိရင်ကျွန်တော် outdoor exercise 45မိနစ်ကျွန်တော်စလုပ်မယ်ပေါ့နော် okay let's go ကျွန်တော်ဒီနေ့အတွက် အော်ရော exercise 45မိနစ်ကိုတော့လမ်းလျှောက်မယ်ပြီးရင် jogging လေးပြေးမယ်ပေါ့နော်အဲနည်းနည်းထပ်ပြီးတော့အချိန်ပိုနေသေးလို့ရှိရင်ကျွန်တော်ဒီပန်းညံထဲမှာတခြားလှုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးပေါ့နော်အပေါ်စားလေ့ကျင့်ခန်းလေးကျွန်တော်ဆက်လုပ်မယ် ောက်တာနိုင်ဝက်ရှိသွားပြီဆိုတော့ကျွန်တော်အခုအခုကဆက်ပြီးတော့ကျွန်တော်ပြေးနေရပြီ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  out of 45 minutes workout ကအချိန်ပြည့်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ခု stretching လုပ်မယ်ပြီးအိမ်ပြန်မယ်နားပြီးသွားလို့ရှိရင်ကျွန်တော်နေ့လည်ကြလို့ရှိရင်နေ့လည်သာစားမယ်အဲ့ကြလို့ရှိရင်ကျွန်တော်ဘာကြီးစားလဲဆိုတာပြမယ်ပြီးရင် in of 45 minutes workout ကိုကျွန်တော်ဘာကြီးလုပ်လဲဆိုတာပြမယ်ပေါ့နော်ကျွန်တော်ခုတော့ stretching လုပ်လိုက်အောင်ပဲ ော်ဒီနေ့ကအိရာမနက်6နာရီထိုးတွေထတာပေါ့နော်ဒါပေမဲ့ကျွန်တော်အဲမနက်နိုးနိုးချင်းကျွန်တော်အဲစာဖတ်တယ်အာဒီ challenge နဲ့တော့မဆိုင်ဘူးဒါပေမဲ့ကျွန်တော်မနက်ဆိုရင်အိရာနိုးတာနဲ့ဖုန်းသုံးတတ်တဲ့အကျင့်ရှိတယ်ကျွန်တော်အဲ့အကျင့်ပြအောင်လို့မနက်မိုးလင်းတာနဲ့ကျွန်တော် toilet ဝင်စာဖတ်တယ်ပေါ့နော်အဲမနက်မနက်ခင်းမှာအာ toilet ဝင်နေစာဖတ်တယ်ပြီးတော့ရေချိုးတယ်အာပြီးတော့မနက်စာပြင်တယ်အာပြီးတော့အခုဒီ challenge အတွက် ဓာတ်ပုံရိုက်တယ် day 1အတွက်ဓာတ်ပုံရိုက်တယ်ပေါ့နော်ပြီးတော့တခြားအဲလိုရာလေးတွေပြင်တယ်ဗီဒီယိုရိုက်ဖို့အတွက်အဲ့ဒါနဲ့နဲ7နာရီဒီလောက်ဖြစ်သွားဖြစ်သွားဒီနေ့နည်းနည်းလေးနေပူတယ်ဒါပေမဲ့ကန်ကောင်းတာအဲတိမ်လေးကြီးလည်းရှိတော့နေရအရင်တော့ပူမနေဘူးပေါ့နော်အဲဒါပေမဲ့နည်းနည်းလေးတော့နေပူတယ်ကျွန်တော်နောက်နေ့ကျရင်တော့9နာရီထိုးထပြီးတော့အဲ walk out လုပ်နိုင်အောင်ကြိုးစားကြည့်မယ်အခုတော့အဲ break light အောင်မယ်ပေါ့နော်ပြီးရင်နေ့လယ်စာစားချိန်ရအောင်ကျွန်တော်ဗာစားလဲဆိုတာပြပါမယ် ျွန်တော်မနက်တိုင်းမနက်စာဟိုကျုပ်ပြုတ်ပဲစားရဲဆိုတော့တချို့လူတွေကအနေလေစာကိုပါစားလဲပေါ့နော်တနေ့လုံးမှာတနက်ပဲစားရတာဆိုတော့ကျွန်တော်မဟုတ်ဘူးတနေ့မှာ၃နက်စားပါတယ်ကျွန်တော်မနက်စာကိုတော့ကျုပ်ပြုတ်ရဲကော်ဖီရဲဒါမှမဟုတ်လို့ရှိရင်နွားနို့နဲ့စားရဲပေါ့နော်ပြီးရင်နေ့လေစာကိုကျွန်တော်ထမင်းလဲပါတယ်ပြီးလို့ရှိရင်ဒီမှာအသားပါတယ်ပေါ့နော်ပြီးတော့ဒီမှာအရွက်တပုံပေါ့နော်ကျွန်တော်ထည့်တဲ့ပုံစံကျွန်တော်ဒီမှာအနီးကပ်လေးမြင်အောင်ပြကျွန်တော်ထမင်းဆိုရင်ဒီပကံကို၃ပိုင်းပိုင်းလိုက်ပေါ့နော်ပိုင်းလိုက်လို့ရှိရင်ဒီမှာထမင်းဆိုရင်ထမင်းကိုတပုံပေါ့ ပြီးတော့ကျွန်တော်အရွက်ကြော်တပုံးပြီးတော့ဒီမှာအသားအောင်တပုံးပေါ့နော်ကျွန်တော်ပုံမှန်ဆိုရင်ကျုပ်ထည့်စားတယ်ဒါပေမဲ့ဒီနေ့ကကျွန်တော်တို့ဒါမနေ့ကတော့ပူတဲ့အမဲသားပေါ့နော်အမဲသားကိုစီပြန်ရေးကြံလေးချက်ထားတာသူ့အရေးလေးလည်းနည်းနည်းကျွန်တော်စမ်းထားတယ်ကျွန်တော်တို့ကလေဟိုဟင်းအနှစ်လည်းမထည့်ဘူးတခြားဘာမှမပါဘူးဆိုတဲ့ဟာမျိုးအများတန်းတော့မစားနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကစားနိုင်အောင်လို့လေကိုရေရှည်စားနိုင်အောင်လို့တခါလေးကြာရင်ဒီလိုမျိုးဟင်းရေလေးပါလေးနဲ့စံတခါလေးကြာရင်ငယုံဒီကောင်းလေးပါလေးနဲ့တွဲပြီးတော့စားပါတော့ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရေရှည်စားနိုင်မှုလိုတယ်။အဲ့လိုမှမဟုတ်လို့ရှိရင်ဒီ diet ပြတ်သွားမှာပေါ့နော်။အဓိကတော့ကျွန်တော်ပြောနေကြတိုင်းပဲ carbohydrate shots အတားများများစားအသီးရွက်များများစားပေါ့နော်။အဲ့တော့ဒီမှာဆိုရင်ကြက်ကြက်တစ်ပောင်ပေါ့နော်။ကြက်ပောင်တစ်ချမ်းပေါ့။အဲ့ဒီဟာဆိုရင်ဒါဟိုတကယ်လို့မိသားစုလူကြီးများတဲ့သူတွေဆိုရင်တယောက်ကိုဒီပမာဏစားဖို့အတွက်ကအခက်အခဲဖြစ်တာမျိုးပါမျိုးရှိနိုင်တယ်။ကျွန်တော်တို့ကတော့လင်းလျားနှစ်ယောက်တည်းဆိုတော့ဒီဟာဆိုရင်ကျွန်တော်တို့ဗတ်တရားမှုဝယ်လိုက်လို့ရှိရင်၄ချောင်းလောက်ရတယ် လေးချောင်းရရဆိုကျွန်တော်တို့ကတနေ့မှာတနက်ပဲစားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗတ်တရားဘူးဆိုကျွန်တော်တို့လင်မယားနှစ်ယောက်နှစ်ရက်စားလို့ရရပါတော့အဲ့တော့ဒီမှာဒီနေ့တစ်ရက်စားတော့ကျွန်တော်တို့တစ်ယောက်တစ်ချောင်းစားလိုက်လုံးပဲပေါ့နော်ဒီအမဲသားတော့မနေ့ကတော့ကျွန်တော်ချက်ထားတဲ့ဟာကိုပို့နေရပါတော့အဲကျွန်တော်အဓိကကောင်းတာဆိုဒီမှာအရွက်ကြော်ဘူးလောက်ပဲရှိတာပေါ့နော်ဒီအရွက်ကြော်ကိုလည်းကျွန်တော်တရားဆိုရင်မုံကြီးဒါနှစ်စီးပေါ့နော်ဝင်းင်းနှစ်စီးကိုဝယ်ပြီးတော့ကြော်လိုက်တယ်ပြီးလို့ရှိရင်ဒါတဝက်ဝက်ပြီးတော့လင်မယားနှစ်ယောက်စားလိုက်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ diet ကဒီလိုပုံစံပဲပေါ့ ဲ့တော့ဗျာကျွန်တော်တို့က diet လို့ပြောလိုက်လို့ရှိရင်ဟိုအရင်တည်းရမလားဟိုအပြုတ်တွေပဲဖြစ်ရမှာပြီးလို့ရှိရင်အရင် healthy food တွေဖြစ်မှာဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့လုပ်ဆရာမလို့ကျွန်တော်တို့နေ့စဉ်စားနိုင်တဲ့ပမာဏတွေအရင်ကျွန်တော်တို့ကကာဘိုဟိုက်ဒရိတ်ကိုရှော့စားမယ်ပရိုတင်းကိုဒူးစားမယ်အဓိပ္ပာယ်များများစားမယ်အဆီကိုရှော့စားမယ်ပေါ့နော်အဲအဲ့လိုမျိုးပုံစံနဲ့ပဲကျွန်တော်တို့ကရေရှည်သွားမှာပါအဲ့ဒါလေးကိုကျွန်တော်ကတွန်းအပ်ပေးချင်တာပါအဲ့တော့ကျွန်တော်စားလိုက်ပါဦးမယ် တနေ့ကိုစာဆယ်မျက်နှာဖတ်ဖို့အတွက်ကဒီမှာဒေါက်တာဖြိုးတီဟာရဲ့ဆက်ဆက်ဒေါက်တာဖြိုးတီဟာရဲ့ဗုဒ္ဓလိုကြ minimalism ဆိုတဲ့စာအုပ်ကိုဖတ်မယ်ပေါ့နော်ဒီနေ့ဆယ်မျက်နှာဖတ်မယ်ဒီမှာဘေးနားမှာကျွန်တော်ရဲ့ပြည့်တက်ရှိတယ်ကျွန်တော်ပြည့်တက်ကိုကျွန်တော်ဖတ်ပြမှာပေါ့နော်ကျွန်တော်စာဖတ်ပြမယ်သူကနားထောင်ပေါ့နော်ကျွန်တော်နဲ့ဗုဒ္ဓဝါလားဗုဒ္ဓအဆုံးအမတွေတရားတော်တွေကိုအရင်ထက်စာရင်ပိုပြီးနိုင်ယူဖြစ်လာတဲ့အခါ အရင်ကတိတ်လုံးပြီးမရှိခဲ့တဲ့တရားထိုင်တာမျိုးတွေလုံးဖြစ်လာတဲ့အခါပူပြီးလဲတွေးဖြစ်တယ်။တေချာစဉ်းစားဖြစ်တယ်။ဒီတော့ဗုဒ္ဓအဆုံးအမတွေနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့နားလည်မှုတွေကလည်းအရင်နဲ့မတူတော့ဘူး။အခုအဲ့ဒါတွေလည်းကတချို့ပြောပြခြင်းနဲ့ဘသူတွေစောင့်ရှောက်နေတာများလဲကြည့်ကြည့်အရင်မိတလောက်ဗုဒ္ဓဘာသာဝင်တော်လေးနေနေနောက်ပြီးအလူလုတ်တယ်ဆိုမှာတော့ဗုဒ္ဓဘာသာမှာအမြဲဆုံးလူကပါလဲဆိုတရားလူဓမ္မဒါနတဲ့တော်တော်များများသိကြတယ် တကယ်တော့ဗုဒ္ဓဝါဒဆိုတာဘဝတစ်ခုကိုဘလို့နေထိုင်ဖြတ်သန်းသင့်နေဆိုတဲ့ဘဝနေကြီး way of life ကိုသင်ပေးတာပါဒါတွေကိုအပေါ်ယံမဟုတ်ပဲတေချာလေးလာပြီးလက်တွေ့အသုံးချမယ်ဆိုတန်ဖိုးရှိတဲ့ agent နဲ့လူဖြစ်ရကြုံနဲ့တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်ခုချုံဆောက်ပါ ခုက9နာရီထိုးနေပြီကျွန်တော်ညနေတော့အလုပ်ကိစ္စတခုနဲ့ပြင်သွားလိုက်တာပေါ့နော်အဲအခုမှပြန်ရောက်တယ်ပြန်ရောက်တဲ့အချိန်မှာကျွန်တော်အဲ indoor ပေါ့နော် workout 45 minute ကျန်နေတယ်ကျန်နေတဲ့အတွက်ကြောင့်ကျွန်တော်အခု workout စလုပ်မယ်ပေါ့နော်အဲ indoor ပဲဆိုတော့ကျွန်တော်အရင်ဝင်မပြည့်တဲ့ဟာမျိုးပေါ့နော်အဲတိုက်ထိုးတာတော့အိတ်ထားမှတင်လောက်တာတော့ပြီးလို့ရှိရင်ကျွန်တော်ထိုင်ထားလို့တာရောပေါ့နော်အဲအဲ့လိုဟာမျိုးလေးပဲကျွန်တော်လုပ်မယ်ပေါ့နော်ဒါကျွန်တော်လုပ်ခံပေါ့နော်ကျွန်တော်လုပ်ခံမှာကျွန်တော်ဒီမှာ ရှုကမတ်လေးခင်းလာတယ်ခင်းလာပြီးတော့ကျွန်တော်ဟိုဒီပေါ်မှာပဲတိုက်ထိုးတာတော့အိတ်ထမတင်လို့လုပ်မယ်ပေါ့နော်ဟုတ်ကောက်တယ်အားလုံးတော့ပြီးသွားပြီ ခုတင်တာစားဖို့ပေါ့နော်နားစားဖို့ဒီမှာကြောက်ပြုတ်နှလုံးပေါ့နော်ကျွန်တော်မနေ့ဆိုရင်လည်းကြောက်ပြုတ်နှလုံးနေ့လယ်မှာတစ်လုံးဒီနေ့ကနေ့လယ်မစားပြဘူးညနှလုံးစားမယ်ပေါ့နော်ပုံမှန်ဆိုတော့နွားနိုးနဲ့တောက်တာပေါ့နော်ဒါပေမဲ့အခုကဗာလဲဆိုတော့ဒီမှာရေနောက်ဆုံးတစ်ခုကဒီလောက်ကြံသေးအဲနွားနိုးတောက်လာလို့ရှိရင်ဘိုက်တင်းပြီးရေမတောက်နိုင်တော့မှဆိုလို့အဲရေပဲတောက်မယ်ပေါ့နော်အခုကညာ9နာရီထိုးပြီး ကျွန်တော်10နာရီလောက်ဆိုရင်အိမ်မှာပေါ့နော်အဲ့တော့ဒီ10နာရီတွင်းမှာဒီရေတပူကိုကျွန်တော်တောက်ရမှာပေါ့နော်ဒါမဟုတ်လို့ရှိရင်ဒီနေ့အတွက်အဲ challenge ကပရမလုံးနေမှာလည်းကျွန်တော် fail ပါအဲ့တော့အဲ့တော့ဖြစ်မခံဘူးကျွန်တော်ဒီရေကိုကျွန်တော်မိတ်ခင်ကိုအောင်တောက်မယ်အဲအဲ့တော့ကျွန်တော်ဒီနေ့စားလိုက်ပါအောင်မယ်အားလုံးပဲနောက်နေ့ challenge ရရင်ကျွန်တော်ဘာလုံးမလဲဆိုတာဆက်ပြီးတော့စောင့်ကြည့်ပေးပါ good night ပါ